ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်ပန်းနီလာရွာဘုံကျဲခံရမှုမှာကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်၄ယောက်တင်ဆောင်ပြီး၁ယောက်တန်ရာရရှိခဲ့တယ်လို့တန်ရာရရှိသူတွေအထဲမှာ၈ယောက်တန်ရာပြင်းထန်တယ်လို့သိရပါဗျ။ပန်းနီလာကျွာကိုဒီကနေ့အော်တိုဝါလာ31ရက်နေ့မနက်7:40နာရီမိနစ်နဲ့7:42မိနစ်မှာအကြံဖတ်စစ်တပ်ကဂျက်ဖိုက်တာနဲ့ပေါင်300ပုံနှလုံးလာရောက်ကျေရှာခဲ့တဲ့အတွက်ကြောင့်အခုလိုထိခိုက်သေးဆုံးခဲ့ရတာလို့ဒေသခံတယောက်ကနရင်းစရာကိုအတည်ပြုပြောဆိုပါဗျ။ ပန်းနီလာကျေးရွာမှာစစ်ဘေးရှောင်အများအပြားနေထိုင်ပြီးသေဆုံးသွားသူနဲ့ဒဏ်ရာရရှိသူတွေဟာပန်းနီလာဒေသခံဟုတ်မဟုတ်ကိုနရီစရာအနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။အကြံဖက်လေတန်ဟာဒီကနေ့မနက်မှာ ပန်းနီလာကျွာကိုပုံကျခဲ့တယ်လို့ပုံနာကျွန်းမြို့နယ်ကိုလည်းဂျက်ဖိုင်တာနဲ့ပုံလေးလုံးချေချခဲ့ပါသေးတယ်။မနေ့ကအော်တိုဝါလာ30ရက်နေ့နေ့လေတနာရီခွဲလောက်ကလည်းပုံနာကျွန်းမြို့ကိုအကြံဖက်စစ်တပ်ရဲ့လေတပ်ကနေဂျက်ဖိုင်တာနှစ်စီးနဲ့ပုံသေးစေလုံးအထိချေချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ကျွန်မအင်မြတ်ခိုင်ပါ။